ဲ brother တို့အားလုံးပဲမင်္ဂလာပါ WC gaming channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ WC တို့ကတငယ်ချင်းတွေနဲ့အတူတူ second တွေကိုလဲလှယ်ပြီးဆော့လို့ရမယ် update အစ်အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် ဒါနဲ့ခဏလေးနေုံဘရာသားတို့ရေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ။ဘရာသားတို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးတွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ ဆိုတော့ဒီအမေရိကစမ်းတက်တဲ့သဘောအနေနဲ့ advance server ပေါ်မှာတော့ရောက်နေပဲဖြစ်ပါတယ်။ကျောင်း advance server တွေကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ following တွေ follower တွေနဲ့ပြီးတော့အနီးနားမှာရှိတဲ့ကစားသမားတွေဆရာတပည့်တွေဆိုပြီးပေါ်နေမှာပါ။ဒါအပြင်ကိုမှကျွန်တော်ပြန်လည်ရောက်ရှိလာတဲ့ကစားဘော်ဆိုပြီးတော့လည်းပေါ်နေမှာဖြစ်ပါတယ်။အဲ့ဒီ option တွေထဲမှာဆိုလို့ရှိရင်တော့ပြင်ကျွန်တော်တို့ကတငယ်ချင်းတွေကိုကိုရှိကိုပေါ့နော် game မဆော့တာကြာပြီးဖြစ်တဲ့တငယ်ချင်းတွေကိုသူကပြန်ပြီးတော့ invite လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ လာတာပဲဖြစ်ပါတယ်ဒီနေရာမှာတော့ဒီအပေါင်းလေးကိုချက်ထောက်လိုက်မယ်ဆိုလို့ရှိရင်ဂိမ်းမဆော့တာကြာပြီဖြစ်တဲ့ကျွန်တော်တငယ်ချင်းတွေကိုပေါ့နော်ပြန်ပြီးတော့ဖိတ်ခေါ်မယ်ဆိုတာလေးကိုနိုင်လိုက်ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့လိုမျိုးတငယ်ချင်းတွေကိုဖိတ်ခေါ်လိုက်လို့ရှိရင်အခုလိုမျိုးလေးစကင်တွေကိုရှိမှရှိတဲ့စကင်တွေကပေါ်လာမှာဖြစ်ပြီးတော့တငယ်ချင်းတွေကကိုဖိတ်ခေါ်လိုက်တာကိုလက်ခံနေငယ်ချင်းတွေကဂိမ်းပြန်ဆော့မယ်ဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့အတူတူကျွန်တော်တို့က စကင်းနဲ့လဲလဲပြီးတော့ဆော့လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်တို့ဖိတ်ကြားခြင်းကုတ်ကလည်းအပေါ်မှာတွေ့တဲ့အတိုင်းပဲကုတ်လေးကိုကူးပြီးတော့ကျွန်တော်တို့အဲလင်းလေးအနေနဲ့ပို့လိုက်လို့ရှိရင်လည်းတကယ်ချင်းပေါ့နော်။မစင်ညာအနေနဲ့ဖြစ်ဖြစ်ဘယ်အနေနဲ့ဖြစ်ဖြစ်ပို့လိုက်လို့ရှိရင်လည်းရတယ်။အဲ့လိုမျိုးဖိတ်ကြားလို့လည်းရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာစမ်းမြပြတကယ်ချင်းမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာသာတို့နားလည်လွယ်အောင်ရှင်းပြလိုက်မယ်။အခုကျွန်တော်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီအကောင့်ထဲမှာဆိုလို့ရှိရင်အာလူကက်လေးချပ်ရှိမယ်အဲ KOF က Odora နဲ့ကျွန်တော်အဲ Karina နှစ်ကောင်ရှိမယ်ပြီးရင် ဒီ lucky ဘာလုံးလုံး lucky ဘာတောင်ရှိမယ်ပေါ့နော်အဲ့ဒီစကင်တွေကိုကျွန်တော်တို့ကတငယ်ချင်းတွေနဲ့လဲလှယ်ပြီးတော့ဆော့လို့ရမှာဖြစ်ပါတယ်။အော်ဒါနဲ့ခဏလေးနေဦး brother တွေ brother တို့အတွက်ကျွန်တော် giveaway ပေးရပါတယ်။ giveaway ရတော့ကျွန်တော် diamond 300ကိုလူဆယ်ယောက်တိတိကို giveaway ပေးရတာပဲဖြစ်ပါတယ်။ brother တို့အနေနဲ့ကျွန်တော်အခုပုံနဲ့ပြရတဲ့ video လေးကိုတွားကြည့်လိုက်ပြီးတော့အဲ့ဒီ video လေးထဲမှာ diamond 300ကိုတွားရောက်ပြီးတော့ကန်ဆယ်လို့ရပါပြီ။ subscriber 8500ပြည့်သွားရင် giveaway ကိုဖောက်ပေးသားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ video လေးကိုတွားကြည့်ပြီး giveaway မှာပါတယ်။ လိုးလေးတွေကိုလိုက်လုပ်ခဲ့ကိုလည်းပြောချင်ပါသေးတယ်။ဒါဆိုတော့ဒီဝဲမှာပေါင်ကန်ဆန်းလို့ရပါပြီ။ကြောက်ဗီဒီယိုတွေကိုတစ်ချက်ပြန်သွားလိုက်ရအောင်။ဆိုတော့ကျောင်းဒီထဲမှာဆိုလို့ရှိရင်အဓိကအဖြစ်တော့သူကတငယ်ချင်းတွေနဲ့စကင်လဲဆုပ်လို့ရရဟာဆိုတော့ခဏထားလိုက်။အဓိကအဖြစ်တငယ်ချင်းတွေကျွန်တော်တို့ပိုက်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ဒီ fresh အကျွေးသိဆိုတာရှိရဗျာ။အဲဒီ fresh အကျွေးသိနဲ့ကျွန်တော်တို့ကဒီ စကင်တွေဝယ်လို့ရမယ်အထူးသဖြင့်တော့ special skin တွေနဲ့ကျွန်တော် normal skin တွေကိုဝယ်လို့ရမှာဖြစ်ပါတယ်ဒါကိုရှိမှာမရှိသေးတဲ့ skin တွေကိုဒီကဝယ်လို့ရမယ်ပြီးတော့သူအနေနဲ့ hero တွေလည်းဝယ်လို့ရအောင်မှာပဲဖြစ်ပါတယ်ကောင်းကြီးဝင်ပြီးတော့ item item တွေထဲမှာတော့ကျွန်တော် emblem ပုံးတွေပါမယ် fragment တွေပါမယ်ပြီးရင်ကြက်ကွယ်ချင်းကတ်တွေပါမယ်ဓာပြင်ကွယ်အဲထဲမှာကျွန်တော် diamond chest ဆိုတာလေးပါလာမှာဖြစ်ပါတယ် diamond chest ထဲမှာဆိုလို့ရှိရင်တော့ပြည်ကျွန်တော်ကကန်ကောင်းရင်ကောင်းတယ်လို့ random အလိုက်ပေါ့နော်သူအနေနဲ့ diamond တစ်လုံးကနေပြီးတော့969လုံးအထိလဲပါလာမှာဖြစ်ပြီးတော့ အပရီမီယာဖရက်ဂမတ်နေလဲပါလာအောင်မှဖြစ်ပါတယ်။အဲစကင်နေရမယ်ပြီးတော့ဒိုင်းမွန်နေရန်ဒန်အလိုက်ပေါ့နော်ဒါတော့ဘယ်နှလုံးပေးမယ်တော့မတက်မထားဘူးဒါမှမဟုတ်အများဆုံးဒိုင်းမွန်က969လုံးအထိကိုရနိုင်ပါတယ်။အဲဒီပုံလေးကိုဖွင့်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီ꽌လေး၅꽌နဲ့လိုအပ်မှာပဲဖြစ်ပါတယ်။ကိစ္စကြောင့်စကင်နေလဲလဲတဲ့ဘက်ချောင်းတစ်ချက်သွားလိုက်အောင် စကင်းနေလဲနေတဲ့အခါမှာတော့ကျွန်တော်တို့ကဒီတငယ်ချင်းတွေကိုဖိုင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ကကျွန်တော်ရှေ့ရပြောခဲ့တယ်လို့ပေါ့နော်တငယ်ချင်းတွေကိုအင်ဖိုင်လုပ်မယ်တငယ်ချင်းတွေကလည်းဂိမ်းပြန်ဆော့ပြီဆိုတာနဲ့ကိုရှိမှရှိတဲ့စကင်းခုနပြခဲ့တဲ့ကြောင့်စကင်းတွေကိုတငယ်ချင်းတွေနဲ့ပြန်ပြီးတော့အဲလဲပြီးတော့ဆော့လို့ရမယ်ပေါ့နော်ကိုတငယ်ချင်းတွေကကိုစကင်းကိုဆော့ကိုတငယ်ချင်းတွေကလည်းကိုဘာစကင်းပေးပြန်ဆော့မလဲဆိုပြီးတော့တတ်မှတ်ထားလို့ရမှာပဲဖြစ်ပါတယ်အဲကိုကစကင်းကိုအပိုင်ကြီးပေးလိုက်တာမဟုတ်ပင်ပဲပေါ့နော်အဲ ပွဲ15ပွဲပွဲ20လောက်တော့အတူတူဒီဆော့လို့ရမယ်လို့တော့သိထားရပါတယ်။အခုလောလောဆယ်မှာတော့ဒီ update ကလုံးဝရတရားရကိုင်းတော့ stable မဖြစ်သေးဘူး။စမ်းတက်နေတဲ့အနေအထားလေးပဲရှိသေးတယ်။ဘာပြောပြောတငယ်ချင်းနေနဲ့ second လဲဆော့လို့ရတော့မယ်ဆိုရင် update လေးကမကြခင်မှာပဲရောက်လာတော့မှာဖြစ်ပါတယ်။ဆိုတော့အတွက်ကြောင့်မလို့ကို့မှာဒီ skin တွေပေါ်တဲ့တငယ်ချင်းတယောက်ယောက်ကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ပြင်ငယ်ချင်းနေနဲ့အတူတူ skin တွေလဲဆော့လို့ရတော့မှာပဲဖြစ်ပါတယ်။ကောင်းကြီးတို့ရေ။ ကဲဆရာနောက်တစ်ခုကျွန်တော်ပြောပြပေးချင်တာကတော့ကျွန်တော်မနေ့ကဗီဒီယိုထဲမှာပြောခဲ့တဲ့ကျွန်တော်တို့ Leslie ရဲ့ Covenant Skin အစ်တစ်အကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမယ်။ဒီ Leslie ရဲ့ Covenant Skin အစ်တစ်ကကျွန်တော်တို့ရှေ့တစ်ခေါက်ကလာခဲ့တဲ့ကျွန်တော်တို့ Barrett ရဲ့ Epic Skin လို့ပါပဲ။သူ့အနေနဲ့ကျွန်တော်တို့ Pass ကနှစ်ခုနှစ်ခုရှိရပါတော့ကျွန်တော်ပထမ Normal Pass ကိုဝယ်မယ်ဆိုရင်တော့ Diamond 349လုံးပဲကုန်မှာဖြစ်ပြီးတော့ Premium Pass ကိုဝယ်မယ်ဆိုရင်တော့999လုံးကုန်မှာပဲဖြစ်ပါတယ်။သူ့အနေနဲ့ Skin Tight ကတော့လုံးဝ Skin Tight က dash အတက်နဲ့လာမှာ convenance ဆိုရယ်စကင်အမျိုးအစားနဲ့ကိုတို့ထွက်လာမှာသူအနေနဲ့ကျွန်တော် normal passcode ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်စကင်တီးတန်းရမယ် emote တီးတန်းရမယ်ပေါ့နော် တကယ်လို့ကျွန်တော် Premier Pass ကို Wi-Fi ပြည်စွာနဲ့ရောင်းချဲ skin လေးကိုပါထပ်ပြီးတော့ရအောင်မှာပဲဖြစ်ပါတယ်။ပြီးတော့ဒီ၃လပိုင်းထဲမှာ Combine skin ကတကောင်နဲ့ထွက်လာမှာပေါ့။ Leslie ရဲ့ Bunny Tata ရဲ့ဆိုပြီးတော့၅ကောင်လာမှာဖြစ်ပါတယ်။ Bunny Tata ကတော့ဘယ်ချိန်လာမလဲဆိုမပြောတတ်ပေမဲ့ဒီ Leslie ကတော့ဒီလထဲမှာလာဖို့ကတော်တော်လေးမှာတည်ကြပါတယ်။ကဲဆိုတော့ကျွန်တော်ပြောချင်တာကိုလည်း Brother တို့တဘောပါလာမယ်လို့ထင်ပါတယ်။ဆိုတော့ဒီ skin ထွက်လာရဲ့လို့ရှိရင်တော့တရားရခိုင်တော့ဝတ်တက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ skin touch ကလုံးဝအသေးချွတ်ချွတ်ကြီးဖြစ်တဲ့အပြင်ကိုမှဗျာ။ Diamond က300ကျော်လေးနဲ့ရမှာပြီးတော့ skin တစ်ခုလည်းနေမဟုတ်ဘူးကျွန်တော်တို့။ ဒီ crystal တွေလည်း COE တွေလည်းပါမယ်ဆိုတော့ emote တွေလည်းပါတော့မယ်တခြား reward တွေလည်းပါအောင်မယ်ခဏရဆက်တိုင်းလောင်းဝင်ဝင်နဲ့ diamond 346လုံးအနည်းဆုံး3တာနဲ့စကင်အသေးချွတ်ကြီးကိုရမှာဆိုတဲ့အတွက်ကြောင့်မလို့တော်တော်လေးတန်တယ်လို့ပဲပြောချင်ပါတယ်။အဲအတွက်ကြောင့်ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ဒီ၃ကပိုင်းထဲမှာဂုံဆင်းစရာတွေကတပုံတပင်ကြီးကိုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့လည်း diamond လေးတွေအခုရဲကနေကျွတ်ဆူတာဖို့အတွက်ပဲပြောချင်ပါတယ်။ကျေဆော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးရဲ့အဆုံးလေးလိုက်ကြည့်ပေးခဲ့ကြလို့ brother အားလုံးကျေးဇူးများကြီးတင်ပါတယ်ဗျာ။ like and subscribe လေးလည်းလုပ်ခဲ့ပေးကြပါဦးနော်။